โอเคမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပဲစိတ်မုံလေးနဲ့မွေးဟင်းကတော့ချက်ကလေးအလွတ်ချက်နီးလေးကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးကြက်သားလေးတွေကိုအတုံးသေးလေးတွေတုံထားလိုက်ပါမယ်ခင်ဗျာအာဒီကြက်သားကတော့ကျွန်တော်တို့လူရသလောက်ထည့်နိုင်နေပေါ့နော်ကျွန်တော်ကတော့များများချက်မှာဖြစ်တဲ့အတွက်များများလေးလူများသည့်အတွက်ကြောင့်ပေါ့နော်ကျွန်တော်များများလေးတုံထားပါတယ်ပြီးလို့ရှိရင်ကျွန်တော် စနမုံအယောင်တင်မုံအစားဟင်းကံမုံလေးထည့်ပြီးတော့ကျန်သားလေးကိုနေပြီးနှက်ပေးထားလိုက်ပါမယ်ခင်ဗျာဟုတ်ကဲ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ပဲမုံလေးကိုပဲစိမ့်မုံလေးကိုရေဖြောပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပဲစိမ့်မုံလေးတွေအအခက်လေးတွေမကြမ်းအောင်ထိပေါ့နော်ကျွန်တော်တို့မွေပေးရမှာဖြစ်ပါတယ်ပထမအောင်ဆုံးကျွန်တော်တို့ရေနည်းနည်းလေးနဲ့ထည့်ပြီးတော့မွေပေးပါမယ်ခင်ဗျာကျွန်တော်ကတော့ပဲစိမ့်မုံ အာမြတ်ချမဖြစ်တဲ့အတွက်ကြောင့်တထွန်ခွဲတုံ့ပြထားပါရခင်ဗျာလို့ရှင်ကျွန်တော်ရေးလေးနည်းနည်းထည့်ပြီးတော့မှီပါမယ်ဟုတ်မှီပါမယ်ခင်ဗျာအခဲလေးတွေကြောက်တဲ့ထိမှီပါမယ်ပြီးလို့ရှင်ပြီးမှကျွန်တော်တို့ဒီရေးလေးကိုနည်းနည်းထပ်ထည့်ပြီးတော့မှီပါမယ်ခင်ဗျာ โอเคပါပြီးတော့ပြီဆိုရင်တော့ကျွန်တော်ချက်တန်ပြူချက်တန်ဒီချင်းလေးတွေထောင်းထားဖို့လိုအပ်ပါမယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်တို့မွေးငမ်းမထဲမဲ့ချက်တွင်အလုံးသေးရရင်တော့ကောင်းပါတယ်ခင်ဗျကျွန်တော်ကတော့အလုံးသေးမရှိတဲ့အတွက်အလုံးကြီးကိုပဲခွဲထားလိုက်ပါတယ်ခင်ဗျအဟင်းကြီးတွေကိုထည့်ဖို့တော့ပါโอเคပြီးလို့ရှိရင်တော့ကျွန်တော်တို့အဲစီလေးထည့်ပါမယ်စီလေးပူလာပြီဆိုရင်ကျွန်တော်တို့စနက်မုံလေးအနေငယ်ထည့်ပါမယ်ခင်ဗျာ โอเคပြီးရင်တော့ကျွန်တော်တို့ထောင်းထားတဲ့စက်သွင်မှုစက်သွင်နီးချင်းအဲစီတက်ပါမယ်ခင်ဗျာโอเคပါစက်သွင်မှုစက်သွင်နီးချင်းကိုကျွန်တော်တို့အနယ်လေးတွေမွေးလာရဲ့အထိအခုလိုစီတက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ခုနနှက်ထားတဲ့စက်သားလေးတွေထည့်ပါမယ်ခင်ဗျာโอเคသူကလည်းကျွန်တော်တို့ဒီ မွေးလာတဲ့အထိပေါ့နော်အနံလေးမွေးလာတဲ့အထိစီတက်ပြပါမယ်ခင်ဗျာအဲအခုလိုအနံလေးမွေးလာပြီဆိုရင်တော့ကျွန်တော်တို့ခုနဖြောထားတဲ့ပဲစိမ့်မုတ်အကြီးလေးတွေထဲပါမယ်ခင်ဗျာကျွန်တော်ကတော့များလို့မလို့အာဒီဒေဝနှုတ်ခွဲလိုက်တယ်ခင်ဗျာနောက်ပေးရလဲပြစ်လာအောင်ပါဆိုတော့လေအဲ့ဒါကြောင့်ပါโอเคပဲစိမုံလေးတွေထဲပါမယ်ခင်ဗျာအဲပဲစိမုံထဲတဲ့အချိန်မှာကျွန်တော်တို့အဆက်မပြတ်မွေးထားပါမယ်ခင်ဗျာ အမ်ဘာလို့ဆိုခဲသွားတယ်လို့ပါခင်ဗျာဟုတ်ကဲ့မဲသမိုးလေးတွေထဲပါပြီဟုတ်ကဲ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့လေးမှုေးပြရပါမယ်ခင်ဗျာမှုေးပြီးပြည့်တဲ့အခါကျမှကျွန်တော်တို့ရေလေးထပ်ဆက်ပါမယ်ခင်ဗျာ အာပြီးရင်တော့ကျွန်တော်မှုေ့သွားအောင်လို့ဇပလင်လေးထည့်ပါတယ်မထည့်လည်းရပါတယ်ခင်ဗျာကျွန်တော်ကတော့မှုေ့အောင်လို့ထည့်လိုက်ပါတယ်ခင်ဗျာပြီးလို့ရှင်တော့ကျွန်တော်တို့ငားငတ်ပြာကြီးလေးထည့်ပါမယ်ပြီးလို့ရှင်တော့ကျွန်တော်ဟင်းခတ်မုံလေးထည့်ပါမယ်ခင်ဗျာ โอเคအကောင်လုံးထည့်ပြီးတော့ပါပြီဆိုရင်ကျွန်တော်တို့ဒီချက်တွင်နေလေးတွေထည့်ပါမယ်ခင်ဗျာချက်တွင်နေလေးထည့်ပြီးသွားရင်တော့ကျွန်တော်တို့အဖုံးလေးအုပ်ထားလိုက်လို့ရပါပြီခင်ဗျာโอเคကျွန်တော်တို့ဒီချက်သွားပြီဆိုရင်တော့ကျွန်တော်တို့အာပြုတ်ပြီးတော့လှိထားတဲ့အာဘဲဥရှိရင်တော့ဘဲဥထည့်ပါတော့ကျွန်တော်ကတော့ဘဲဥမရှိတော့ချက်ဥလေးထည့်လိုက်ပါရခင်ဗျာချက်ထားတဲ့မွေးရင်းကြီးလေးနဲ့ကျွန်တော်တို့ အာဒီမုံဘွဲလေးတွေစပြီးတော့ပြင်ပါမယ်ခင်ဗျာအခုမှအခုချက်အခုပြင်နေတာကတော့အာကျွန်တော်တို့ဒါကတော့အကြီးပြောဖြစ်ပါတယ်ကျွန်တော်တို့အညာခေါ်အကြီးပြောပေါ့နော်အကြီးနဲ့စမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးမုံဘွဲလေးထည့်မယ်ကျွန်တော်မုံဘွဲမရလို့ကြာတန်လေးအတုပ်ပြထားပါတယ်ခင်ဗျာဒါကတော့မုံဟင်းကြီးလေးပါမုံဟင်းကြီးထည့်ပါမယ်ခင်ဗျာမုံဟင်းလေးရတော့အနံလေးကိုမှုနေတာပဲခင်ဗျာစက်သားလေးနဲ့စက်သားလေးများများလေးနဲ့ပေါ့နော်ကျွန်တော်တို့ အခုပါတော့ကိုစားမှာဆိုတော့ကျွန်တော်ချက်တမ်းများလေးထည့်ထားပါတယ်စဖလင်းလေးတွေဖဲလိုက်ပါမယ်ခင်ဗျာပြီးလို့ရှိရင်တော့ကျွန်တော်တို့နန်နဘင်ကော်ဖီဒီပြီးလို့ရှိရင်ကျွန်တော်တမ်းမြာတိပေါ့နော်အာယူဒီကျော်ယူဒီစီတက်လေးပေါ့အာဒါကိုတော့ကျွန်တော်တို့လိုအပ်တယ်လို့လေးအဲကြိုင်းနေတဲ့လိုလေးပြင်ဆင်ပြီးစားလို့ရပါပြီခင်ဗျာ လေးကြိုက်တဲ့လူကတော့ကျွန်တော်တို့ငံပြာကြီးတစ်ထပ်ဖြည့်ပြီးစားလို့ရပါတယ်ခင်ဗျာ ကဲဒါလေးရတော့ကျွန်တော်တို့ဒီအကြီးပြောမဟုတ်ဖက်နဲ့ပေါ့နော်အတုပ်ပုံစံမျိုးလေးစာမှာဖြစ်ပါတယ်သူမှသူကတော့အာအတုပ်ဆိုတော့ကျွန်တော်တို့ပဲချက်မုံလေးလိုပါမယ်ခင်ဗျအရင်ဆုံးပဲချက်မုံလေးထည့်ပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ငံပြာကြီးလေးနည်းနည်းထည့်ပါမယ်ခင်ဗျာဒါကတော့ငံပြာကြီးရတော့ကိုအပေါ်လေးပေါ့နော်အာကိုနစ်တက်တလို့စိတ်တိုင်းကြပြင်ဆင်စားသုံးနိုင်ပါတယ်ခင်ဗျာဟုတ် ပြီးသွားရင်ဆိုရင်တော့နာနာဖင်ကော်ဖီဒီတံမြာသီးလေးတွေကိုချိန်နေတယ်လို့ထည့်ပြီးစားသုံးနိုင်ပါတယ်ခင်ဗျာတံမြာကြီးလေးထည့်မယ်ကော်ဖီလေးထည့်မယ်โอเคအာဒီတယောက်ကတော့နာနာစားလို့နာနာမထည့်တော့ဘူးခင်ဗျာပြီးရင်တော့ယူတီကျော်လေးထည့်ပါမယ်ယူတီကျော်လေးပါခင်ဗျာ ဒါတော့ပြီးရင်တော့အာသူကတော့အီပြောလို့မဟုတ်ဘဲနဲ့ဟိယူအာပါယုံလေးပဲပေါ့နော်ဆူယုံလေးပဲထည့်ပါမယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့အာအတုပ်လေးရပါပြီဖြစ်ပါတယ်ခင်ဗျာမွေးငါဟိယူနဲ့တုပ်တဲ့အတုပ်လေးပေါ့နော်အအတုပ်လေးရပါပြီခင်ဗျာဒါကတော့ကျွန်တော်အာဘာချက်ကျွကျွအဲမင်းနဲ့အဖွဲစားနေတာဖြစ်ပါတယ်ခင်ဗျာသူကတော့စားနေပါပြီမမေကတော့စားမပြတော့ပါဘူးခင်ဗျာပြီးမှပဲစားပါမယ်ခင်ဗျာ โอเคပါဒီနေ့အတိုင်းအလွယ်တကူအဲ like ချက်ပြုတ်စားကြည့်ပါအရင်ကောင်းပါတယ်ခင်ဗျာကြည့်ရှုတို့အားလုံးအားလုံးကိုကျွန်တော်ခြေသူများတင်ပါတယ်ခင်ဗျာ